နွေဦးရာသည်မလို့တစ်ပြင်းများမှာရွက်ဟောင်းများကြွေရွက်သည်များဝေလျင်မိုးရသည်ကလားစင်းစုံတောထစွာပေါရောက်နေသောချုံနယ်ပင်များကမြေချောင်များနှင့်ယောကတောမီလောင်ခြင်းတွင်သိရွက်ချောင်များနှင့်ယောပြီးရောမီးလောင်ကျွမ်းကုန်ပါ रे မိုးရသည်ကလားစင်းစုံသောတောကြီးများမှာယခုအချိန်တွင်တတော်တတော်လုံးပြောင်းရှင်းလျက်ရှိနေပါ रे မနေ့စောစောအချိန်များတွင်ကြွေတက်သောတခုပ်ပန်း ကျွေမြောင်ကတတော်လုံးတတော်လုံးဖွေဖွေလုံးကျွေလေးရဲ့ရှိနေကြပါရဲ့တာထူရီယောမနေ့စောစော၃နိုင်အချိန်တော်ကလေးကဒေါ်ရင်းသိလောက်ကိုအတင်းကိုရောက်နေပါရဲ့သူ့လူကတောတောင်အနက်မှာခုတ်လဲထားသောတစ်ပင်ကြီးများကိုတစ်ဆက်ရှိရသော တွဲနေဆွဲပြီးတော့ပို့ပေးရသောအလုပ်ဖြစ်ပါရဲ့နှွေရသည်မလို့နေထွက်ချင်ရောက်လေအပူတံကြောင့်အလုံးမတွေ့မီထွက်ကြောင်းနေမထွက်မီကမီနေရွယ်ကဲ့အောင်ကြိုးကြိုးစားစားလုပ်နေခြင်းမီ ယခုလိုရသည်တွင်ဘဲတော်ဘဲတောင်ဘဲနေရာတွင်ခုတ်လဲပြီးတော့တစ်လုံးပင်တစ်လုံးရှိသည်ဟုပြောလိုက်သည်နီတောတောင်များရှေးလိမ့်နေသည်မလို့ရှာရမခဲ့ပြီသုံးနိုင်ကလေးကအလွတ်လုံနေသောတာထူတယောက်ယခုဆိုလေတစ်လုံးနှာခေါက်တစ်ဆက်စခန်းသို့တည်ယူနေပြီဖြစ်ပါ रे ထိုကြိမ်ခက်လလမြောင်ကြားတစ်ခုမှာတောကျဘတွန်တန်ကိုကြားလိုက်ရသောကြောင့်တာထူကျွေးများကိုရပ်စီပြီးတော့ကြက်တွန်တန်ကို ထမှန်နားဆွင့်ကြည့်အောင် ကြက်တုံကထပ်မံထွက်ပေါ်လာတာကြောင့်တစ်ဆွဲကျွဲမြောက်ကိုဒီတိုင်းရထားခဲ့၍လော်ရီအတွင်မှာလေးခွက်ကိုထွက်ကာလောက်စလုံးနှလုံးကိုတလုံးကိုပြည့်ရန်အစင်းနဲ့တက်၍နောက်တလုံးကို အရန်သည့်ပြည့်ရန်လက်ထက်တွင်ကြိုင်ကအတန်ကြာမြောင်ပဲသူခြေတံလလုံးနှင့်လျှောက်လာခဲ့ပါ၏မိုးရသည်တွင်နှွေကြုံများတစ်ပင်ကြီးများဖြင့်ဆင်းဆူနေသောမြောင်မှာတော်မီလောင်ထားခြင်းကြောင့်အောက်ခြေရှင်းနေပါ၏မြောင်တွင်ရောက်ချိန်တွင် ကြည်တော်သားများနောက်တစ်ချိန်ကြားလိုက်ရတာကြောင့်နှစ်ဖို့တွင်ကျိုးပြပထသောတက်မီကိုမိဖွင့်၍လေးကွာကိုပြည့်ရဲ့အသင့်ချိန်ကကြက်ကိုရှာဖွေလိုက်ပါရယ်တာထုအနေငယ်အံ့အားတက်မိသွားပါရယ်ဘာလို့လဲဆိုတော့တက်ပင်မော်ရီတောချက်ကိုမတွေ့ရသောကြောင့်ဖြစ်ပါရယ်သူလာဒီကိုသိသွားရင်လက်ပြီးတော့ပြန်သွားတဲ့ကိုလည်းမကြားလိုက်ပြီဟူသောတာထုများအရွက်များရှင်းလင်းသောတက်ပင်မော်ရီဘာမတွေ့ရသောကြောင့် ပြန်လဲရင်လုံနေချင်းဟာတာထုတ်တရားကြောင်းရုံစိတ်ကြောင်းတကောလုံးချက်သိမ်းမွေးခြင်းများထက်ကုန်ကခြေပြားလက်ပြားများအေးဆက်သွားရပါဝင်ချက်မရှိသောတစ်ပေမှာချက်တုံတန်ကို ကြားလာရခြင်းပင်ကြောင့်ပင်တုံတန်မှာတစ်ချိန်မုံတစ်ချိန်ဆက်ပြီးတော့တုံတန်ကိုကြားလိုက်ရသောအခါတွင်တာထုတ်တရားသူတရေ600ကျောင်းတွေးမိသွားသောကြောင့်ပင်ဖြစ်ပါသည်ချို့ကြောင့်ထိုနေရာမှာကြောက်လန့်စွာ ခြေလန်းတုတ်တုတ်ပြန်လာခြင်းတွင်နောက်ထပ်တစ်ကြိမ်ကြက်တော်လံကိုကြားလိုက်ရသောကြောင့်ကျွဲများကိုခတ်တုတ်သွဲမောင်း၏တစ်စခန်းသို့ပြန်လာပါ၏အစပထမကြောက်လန့်စရာမတွေ့မီမကြုံရချင်းဘာကိုမှကြောက်စိတ်မရှိတော့လေယခုမူဘီးပဝင်ကြီးကိုကြီးကန်းတောက်မောက်ကြည့်ပြီးနောက်ကြောမလုံးတို့ခန်းစားချက်မျိုးကိုခန်းစားနေရပါ၏ခြေများပြေတော်တဲ့မြောက်အော်သားများကိုကြောက်လန့်စိတ်ဖြစ်နေမိပါ၏ကြက်နေပတ်သက်သော သူငယ်ကကြာဖို့တော့တရေဇလန်တပုတ်ကလည်းမတွေ့ပါဘူးနိခေါင်းထဲကိုအလိုလိုရောက်လာပြီးတော့ပြန်ပြောင်းတတိယနေမိပြန်ပါတယ်တောချက်တီတော့အလက်မှာဇွဲရှိပြီးတော့စိတ်ရှိရသောအလုပ်မျိုးပင်တောချက်တီရန်တွင်တောချက်မျိုးနယ်ဝင်ဖြစ်သောအင်ဂျင်တញင်ကျက်ပါတကောင်နဲ့ညွန့်ဝင်များလူအပ်ပါ၏ပထမဦးစွာတောချက်ရှိသောတောချက်အိတ်သောတောတော်ကိုတည်ရန်အရင်လှစ်လာပြီးတော့ မနေ့စောစောအချိန်၃နာရီလေးနိုင်ခန့်အချိန်ကပင်တောတွင်ရောက်နေရန်လိုအပ်ကောင်းရှင်းလင်းသောမြေပြင်တစ်ခုတွင်အင်ကျက်ကိုငုတ်ရိုက်ချီကောင်းအင်ကျက်နှင့်ခလလန်းတွင်ညွတ်ဝင်များဝိုင်းပိုက်၍စိုက်ထားရပါသည်ပြီးနောက်ကျက်တီသူမှာအင်ကျက်ကိုမြင်နေသောခောက်ဝေးတွင်ပုံအောင်ပြီးတော့မလုံမရှဲနေရပါသည်စစ်လိမ်ကိုများစားတော့ပါက အနံ့ရက်သွားသောဒေါ်ကျေက မလာသောကြောင့်ဘာမှလုပ်ရမရပါဘူး အင်ကျက်တုံတွင်တွင်ကောက်ကျင်မှာသူ့ပိုင်တဲ့အတွင်မှာပြိုင်မဲ့တကောင်ရောက်နေပြီတွေ့ကဟိုတစ်ပင်တွင်တထောက်နာတွင်တုံတံပြီဒီတစ်ပင်တွင်တထောက်နာတွင်တုံတံပြုတ်နေအင်ကျက်ရှိရကိုတပြေးပြေးချင်းကိုင်းနေလာပါရင်ကျောချင်းမြတွင်တောကျင်မှာမတိုင်းကားစရာတစ်ခုတွေ့ပါက အင်ကျက်အနာကိုမလာတော့ပဲနေအဝေးသို့ပြန်ဆုတ်၍အဝေးမှသာတုံတံကို ပြုတ်နေတတ်ပါရင်ထို့ကြောင့်ကြက်တီသမားမှာတောကျက်လာတဲ့ချိန်မျိုးတွင်ရားလိပင် မကုတ်ဝန်ကြပြီကြက်တဲ့သမားကြားခိုင်းထွေစကပေါ်မှာရှေ့သူကမဲနေတော့ကြက်သမားမှာနောက်မှကြားရောက်လာသည်ကိုမသိပဲနဲ့အကိုက်ခံရခြင်းကြောင့်ပေါ်ပေါက်လာရင်တွေ့ပါရင် နောက်ဆုံးတန်သေးရရှင်းခြင်းရောက်မှာအိမ်ချက်ကိုခုတ်ရင်တစ်ပြပေါ်မှာဆင်းလာတော့ကြောကျပါမခွန့်လိုက်ရပဲနဲ့ညွန့်ကွင်းမိရပါရင်စိတ်လာမှာကြက်တီဝါဒနာပါသူဖြစ်ပြီးတော့ရသည်မလားကြက်တကောင်ပါရင်သူများအဲ့ချင်တွင် ူကတောထဲကိုရောက်နေပြီဖြစ်ပါရဲ့တနေ့တွင်စိမ့်လာတရားမနေ့သုံးနိုင်ကန်ကြက်တီရန်တောထဲကိုရောက်နေပါရဲ့ကြက်တီနေရာမှာတောကြက်တုံတန်ကိုကြားနေရတော့လေတနိုင်ကန်ကြားတဲ့အထိတောကြက်မှာအနာသူမလာပဲနေအဝေးစီမှာသာအတန်ပြုတ်နေရတောကြက်လာနိုးလာနိုးစောင့်နေသောစိမ့်လာတရားအနာသူပင်ရောက်လာသောတောကြက်ကိုညှို့ဝင်မှာလွတ်မြောက်ဖို့သောကြက်ပါတကောင်ဖြစ်ရမည်ဟု အတွေးဝင်လာပါရဲ့ကြက်ဖြီး တည်၍မရသောဒေါ်ရယ်ကိုလေးကွာပြီးပြစ်လို့ရလို့ရညာနောက်ဆုံးမျှော်လင့်ချက်ပြီးကြစ်တော်တန်ကြားကိုချင်းကသွားနေပါဟောရီတဖြည်းဖြည်းပြီးကြစ်တော်တန်ကြားနေရာသို့ရောက်လာရသစ်ပင်ကြီးတစ်ပင်အကိုင်းတွင်စိန်လဘက်ကိုကြောပွေ၍တွင်နေသောကြက်အမိပိုင်းကိုမြင်လိုက်ရပါ၏ရှေ့ကောင်းပိုင်းတဝဲကိုသစ်ရွက်များနဲ့ကွယ်နေ၍မမြင်ရပေတစွန်းတစားပြီးစတင်ဝင်ရောက်လာသောအလင်းနှင့်မြင်နေရသောကြော့ချင်မှာမမှန်ကြီးတွင်တန်ကိုပြုတ်နေသည်ကိုစိန်လတွေ့လိုက်ရပါ၏ စိတ်လာမှာတော့တောကျက်လေးနဲ့လေးကောတပိစာနေရာကိုရောက်နေတော့လဲအပြစ်ရခဲ့နေပါတယ်တောကျက်များလေးကောနဲ့ပြစ်ပါကတခြားသောကိုလုံးအစိတ်ပိုင်းများကိုခြိပါကမသေးပဲနဲ့ကောင်းအစအိမ်စောက်သောနေရာများကိုခြိမှမှသာရဖို့ကြီးနေတာမလို့ပြစ်ဝင်ကောင်းကောင်းကိုစောင့်ဆိုင်ပြီးတော့လေးကောနဲ့ချိန်ရွယ်ထားခြင်းပြီတောင်မှတပြောင်းပြောင်းခတ်ပြီးတော့တိုးတင်သောတောကျက်ဖာဟာစက္ကနဲ့ဆိုလိုစိန်နှဘက်ကိုကောင်းလက်မျက်နှာမူလာပါရင် အမလေးပြတရေတရေစိန်ရရင်တောက်လာတဲ့ကြောင်အော်တန်တကြောင်တတော်လုံးတတော်လုံးလွမ်းချုံသွားပါရင်စိန်လမြင်လိုက်ရတော့ကြောချင်ပါမျက်နှာကဂေါ်လီလုံးအရွယ်ပြပြပါဇက်ကကြက်နှုတ်သီးလို ချွတ်နေတော့ပါဇက်ရှိနေတာဥကအမောက်နေရတွင်လက်မအရွယ်အိုးကြိုတစ်ချောင်းနေပုံစံမကျတော့ကြက်တကောင်ကိုကျွေ့လိုက်ရတော့စိန်လတရားခမညာကြောင်ငင်းကြည့်နေမိပါရင်ကြက်တရေမှာစိန်လပဲတို့လေ အတောင်တစ်ဖက်ခက်ကကျွန်းသားမင်းပြုတ်လိုက်ပါသေးရဲ့စိတ်လာမသူ့တီချက်ကိုပြင်းပြန်မြူနိုင်မင်းနဲ့တကြိုးတည်းတုတ်ချေခြင်းပြီးပြေးနေပါဇက်မှလည်းကြောက်လိုက်တကြားကပောက်တီကပောက်ချာအော်ဟိကရွာသူပြေးနေပါရီချိုချင်းမဆာ၍စိတ်နဲ့လျောကြက်တီချင်းအလောက်ကိုရွာသက်ပံဆွလွန်လိုက်ပါရီတာထူမကျက်သမားစိတ်နဲ့အကြောင်းကိုတွေးပြီးတော့ပိုး၍ထိတ်လန့်စိတ်ဝင်၍တစ်ဆွဲကြိုးမြောက်ကိုမညာမတာဆွမောင်းနေပါရီ နဲ့စောစောအခြေတွေကြက်တော့ပါ အနီးပတ်ဝန်းကျင်တောများတွင်အိမ်ဟင်းစားလုံကခြေဖိုးမြောင်းစသောတောကောင်တကောကောင်တွေ့ရပြည်ပြည်စိတ်ကူးပြည်အိမ်မချွတ်လာရင်နင်ကျွန်ုပ်သည်တစ်စကန်းပါရှင်မိုဟင်းတစ်စကန်းခဏဝင်ကသူတက်ခင်းကျွေးဝေသောကောင်းကျင်ကိုလော်ပြီးတော့စားတဲ့ရောထောင်းလာတော့နန်းပြစ်တွေ့လိုက်လက်ဖက်ကြောက်ကြောက်အဖက်ရင်ကိုတကြကြိုက်တော့လိုက်ဖြစ်ရှိနေစဉ်တာထူးဆိုသောတစ်ဆောသမား တရေချောက်ခံလိုက်ရကြောင်းပြောနေတာကိုကြားတော့ကြောင်းစိတ်ဝင်စားနားထောင်နေမိပါ ಳಿ မိုဟေမင်းရငါ့ကိုကောင်းကြီးပေါင်းနဲ့အဲ့ခံတော့ငါကလည်းမင်းကိုအသားလက်ဆောင်ပြန်ပေးရတာပေါ့မင်းလက်ဆောင်လက်နာကိုယုံပါ रे ကွာပြစ်မှလည်းဖိုးတီဆိုတာနာမည်တစ်လုံးနဲ့နင်းနေရလေမင်းကငါပေးမိတဲ့အသားကအစောနာကမင်းသစ်ကန်ကကောင်းလင်းကို ချောက်လိုက်တဲ့တရေအသားကိုပြီးမှကွာဟာကွာ အကောင်းမနေရမင်းကလာနောက်နေရင်မနောက်ဘူးငါအဲ့ဒီတရက်ကိုအခုသွားဖမ်းမလို့မင်းလိုက်ခဲ့မလားမင်းတကယ်ပြောနေရလားဖိုးတီလိုက်ခဲ့ကွာဖိုးတရဲချောက်ခံနေကောင်းလေးကိုပါခေါ်ပြီးတော့နေရာပြတ်ခံရမယ်မိုးဟိမကျွန်တော်စကားကိုမယုံကြည်နိုင်ဟန်ရှိနေပါရဲ့ဒါပေမဲ့ကျွန်တော်ပါနောက်ပြောင်းလည်းမရှိတော့ကြောင်းကျွန်တော်စကားကိုယုံရခဲ့မယုံရခဲ့ဟန်ပြီးနောက်မှလက်လာတယ်လို့ တခြားသောတစ်စကံမှာလူများမှာလည်းကျွန်တော်တရေဖမ်းပြီးဆိုခြင်းကြောင့်စိတ်ဝင်စားစွာလိုက်ပါလာကြပါတယ်။တရေချောက်ခံရသောတာထုမှာလည်းတခြားသောသူများပါသောကြောင့်ကြောက်လန့်စိတ်မရှိတော့ဘဲနဲ့သူကြက်တုံတန်ကြရမြောက်အတွင်မှာတစ်ပင်ကိုပြလာပါတယ်။တဖြည်းဖြည်းမှုန်းလင်းလာပြီဖြစ်သောကြောင့်ပတ်ဝန်းကျင်မြေခွင်များကရှင်းလင်းလာပါတယ်။ကျွန်တော်မှာတာထုပြသောကြက်တုံတန်ကြရတစ်ပင်ကြီးကိုမှုန့်ကြည့်အောင်တိရွတ်များမရှိတော့တော့လဲတိရွတ်ချောင်းများဖြစ် အုံတီထားသောခါကျင်အုံကြီးကိုတွေ့ရပြီးတော့ပင်စင်ပတ်လေကိုလစ်လာကြည့်အောင်ကျွန်ုပ်အတွေ့ကပူတည်ကြပါတော့ကျွန်တော်ဟာတစ်ပင်မော်ကိုတက်သွားပြီးတော့အကွိုင်းကဆုံနေရာတွင်ထိုင်ပြီးတော့ပင်စီဟာအသေးချာကြည့်လိုက်တော့အခါတွင်တစ်ခေါင်းပေါက်ခြေကြီးတစ်ခုကိုကျွတ်လိုက်ရတော့ကြောင်းတစ်ခေါင်းဝါကိုတစ်ချာကြည့်လိုက်သလုံးအထွက်အပေါက်ဝါကိုတစ်ချာလစ်လာကြည့်ပြီးတော့အခေါင်းအတွင်းကိုလက်နိုင်လိုက်ပါတယ်ကျွန်တော်ဟာလက်အတွင်းမှာပါလာတော့အရာကို အောက်သို့ရွတ်ရည်ပြစ်ချလိုက်ရာ ကျွန်တော်ဘာလို့မလဲကိုစိတ်ဝင်စားစောင့်ကြည့်နေသူများနောက်တော့အလတ်နှကြာစောက်ပြေးကုန်ကြပါတယ်ကျွန်တော်မှာတက်ပေပေါ်မှာဆင်းလာပြီးတော့ပြစ်ချက်လိုက်တော့အရာကိုလက်နှစ်ဖက်ပြေးကောက်ကြိုက်လိုက်ပြီးတော့အားလုံးမြင်အောင်ပြလိုက်နေတာထူးကိုချောက်လိုက်တဲ့ကြက်တွေကဒီသိန်းခွေချကြည့်ပါဝေးဟမ်ဒီသိန်းခွေချကကြက်တွေဟုတ်လားမဖြစ်နိုင်ပါဘူးဗျာသိန်းခွေချနဲ့ကြက်နဲ့ဘာမှမဆိုင်ဘူး တရေကဒီသေးခွင့်ချက်လားအားလုံးကျွန်တော်အကောင့်တွင် နိုင်လာတော့ငါဘိတ်တာကရှိပြီဖြစ်တော့သင်းခွေကြကြီးကိုကြည်ကတာချူကိုချောက်လိုက်တော့တရေဆိုခြင်းကြောင့်မယုံကြည်နိုင်စွာတယောက်တစ်ပေါက်ပြောဆိုလာကြပါလေသင်းခွေကြကြီးမှာခေါင်းနဲ့ကိုလုံးကိုခွေလျင်ညင်သက်စွာကျွန်တော်လက်အတွေ့မှာရှိနေပါလေကျွန်တော်အားလုံးနားလည်အောင်ရှင်းပြပါမယ်တောနေတဲ့တော်ဝါထဲမှာခဏလေးအတန်တစ်ခုကိုကြောက်နေတဲ့ အတန်ပြုတ်တက်တဲ့တဲ့ဝါကတင်းခွေချပဲတင်းခွေချရဲ့အကြိုက်ဆုံးအစားအစာကချခါချင်းတို့အကောင်မျိုးတွေပဲအခုလေခါချင်းတို့များတဲ့ဒီတစ်ပင်ကတစ်ခေါမှာတမိုးတစောင်းခိုအောင်နေနဲ့ဒီတစ်ပင်မှာအဲ့တဲ့ဒေါ်ကျေကမနဲ့တိုင်းတွန်းတန်းကိုတင်းခွေချကကြားနေရတာပေါ့ဒီလိုနဲ့သိရတွေကြွေချင်းကိုရောက်လာတော့တောကျက်ကလုံုံနဲ့အိတ်တန်တစ်ခုကိုရွှေ့သွားတယ်။အဒီတော့တောကျက်ကျော်တော်ကိုနားရင်ဝနေတဲ့အတန်တို့ပြုတ်တတ်တယ်။ဒီသူခင်ချက်က မနေ့တိုင်းတောချက်လို့တုံတန်ပြုတ်ပါလေရောတောင်ဝကြားတဲ့တာထူကသူ့ကိုကြက်36တွေကိုထင်သွားတာပေါ့ထင်လဲထင်နေစရာလေအတန်ကကြက်တုံတန်တောင်ဝခတ်တန်တွေကိုတော့တထရောတဲ့တူအောင်အတန်ပြုတ်လို့နေတာမလို့ဒါကြောင့်ပါပဲအတေချာကြည့်ရော ပေးစီတွေမှာသိခွေကြတက်ရဆင်းရခြေသေးရတွေရှိပါတယ်ကဲအားလုံးပဲဒါတော့ဆိုရင်အတန်နုဝိဇာကြက်တရေကဒီကောင်ကြီးဆိုတာကိုနားရှင်းပြီးထင်ပါတယ် အားလုံးပါကျွန်ုပ်ရှင်းပြလိုက်ခြင်းတွင်တအံ့တော်ဖြစ်ကုန်ကြပါရယ်ကျွန်တော်မှာသင်ခွင့်ကြအရေးပါအကျဉ်းကိုတေချာလီးယူပြီးတော့အသားကိုတစ်စကားမှလူများဆ ਾਇ ံပြလိုက်ပါရယ်သင်ခွင့်ကြမှာလုံရှားသွားလာမှုနေတော့ကြောင့်လူသားများလက်ချက်ကြောင့်မျိုးတုံးလူနေပါဖြစ်နေပြီဖြစ်ပါရယ်အသားမှချွေစာကောင်းပြီးတော့အကျဉ်းကိုမှတံမိုးရှိလာပါရယ်ပြည်တွင်းစီးစရာများကတိုင်းစီးပေါ်ဆ ਾਇ ံဈေးကောင်းပြီးဝယ်သလုံး မြန်မာပြည်တွင်မှသင်ခွင့်ကြများကိုဈေးကောင်းပေးဝေတရုတ်တို့မောင်ခိုပို့သူများလည်းရှိပါသည်။မင်းပြောမှပဲရှင်းသွားတော့တယ်ဖိုးသူရာ။နောက်မဆွေငါကောင်နဲ့တရေကြောက်ပြီးတော့အလုတ်လုတ်ရဲကြတော့မဟုတ်ဘူးကွာ။ဒါတော့ကွာအเจ้าမသိရင်ဘသူမဆိုကြောက်ကြမှာပါပဲ။ငါလည်းအတွေ့အကြုံရမလို့သာတက်အသေးချာတွေးနေတာ။အတွေ့အကြုံမရှိရင်ဘယ်သိပါမလဲ။ဒါနဲ့ဖိုးသူဒီသင်ခွင့်ကြတွေကအဲ့လိုပဲအတန်တို့ပေါင်းစုံကိုလိုက်လုတ်တကြတာလား။ ရှစ်လူကြီးတွေပြောတဲ့စကားတွေအကြဆိုရင်တော့အတန်တို့ပေါင်းစုံလိုက်လုံနိုင်တယ်လို့ကြားမှုတယ်ကွာတော်တယ်မှာလူစုကိုရင်နာမည်တက်မခေါ်ရဘူးဆိုတာကသင်ခွင့်ကြတဲ့ကအဲ့ဒီနာမည်အတိုင်းလိုက်ခေါ်တတ်တော့သင်ခွင့်ကြခေါ်တဲ့နောက်ကိုလိုက်နေလူစုကွယ်ပြီးတော့လမ်းပြောက်တက်လို့လေသင်ခွင့်ကြနဲ့ပတ်သက်ပြီးတော့အဖေငငယ်ကပြောပြတဲ့ဇလန်တပုတ်ရှိရင်ကျွန်တော်မှာယနေ့တောပြေမထွက်ပြတော့ဘယ်နေမိုးဟိန်နေသင်ခွင့်ကြအကြောင်းစကားဆက်မိရမှာ ကျွန်တော်အဖေကျွန်တော်ကိုငယ်စဉ်က ပြောပြမှုတော့ဇက်လန်းတပုတ်ကို ပြန်တတိရလာရောမွင်ကနားထောင်လို့ကြောင်းပြောလာသဖြင့်တခြားသောတစ္ဆကံမှလွန်မြောက်လေကျွန်တော်ပြောပြမိဇက်လန်းကိုစိတ်ဝင်စားစွာလာရောနားဆွေနေကြပါ ಳಿ မတ်တင်ရို့အပြိုတိုက်ဆွေပြီးတော်တွင် အလေးကြပေါက်နေသောအသေးရွယ်များကိုခူရန်သောသူထွက်လာကြပါ ಳಿ ဆောင်းရသည်လီတော်မော်ဒေတာတွင် ပေါက်ရောက်သောကတဲ့ညွန်ပဒက်စာပွင့်ကောက်ယူများကိုတော်တွင် ဖို့နေရဒီနေရာလူစုကရွှေဖွေးနေကြပါရဲ့ကလေးပင်မှာဥကိုတွေ့ပြီးချက်စားသလိုနှွယ်ပင်လုံးအညွတ်ဖျားကိုချက်ပြုတ်စားတကြပါရဲ့အဖျားကလိန်ကောက်ကောက်ရှိသောကောက်ကောက်ယူမှလည်းနှွယ်ပင်မျိုးနွယ်ဝင်ဖြစ်ကအညွတ်တစ်ခုသာစားရရကဥမရှိပြီးပရိသတ်ပင်မှာမိုးရင်းကာလများတွင်တောင်ကအပင်ကများအဖြစ်ရှိနေပြီးတော့အပင်ကိုချက်ပြုတ်စားရရသလိုယခုလိုစောင်းကာလမျိုးတွင်ဖြူဖြူဖွဲ့ဖွဲ့အပွက်များမြေကြီးမှာ ိုးထွက်လာရာအရင်မှတူ၍ချက်ပြုတ်ကျော်လာ၍အမျိုးမျိုးစားတော့ကြပါ၏မတိမာတငယ်ချင်းနဲ့ခွဲပြီးတော့ဟင်းရွက်ခွေနဲ့တပြေးပြေးတငယ်ချင်းများနဲ့ဝေးသွားပါ၏ဟင်းသည်ဟင်းရွက်အတော်တန်ရ၍ပတ်ဝန်းကျင်ကိုတတိသာကြည့်မိခြင်းတွင်တငယ်ချင်းများကိုမတွေ့ရသောကြောင့်တငယ်ချင်းများရဲ့နာမည်ကိုအော်ခေါ်နေမိပါ၏မတိဟေးမတိဟေးငါဒီမှာ တငင်ကြီးဖြစ်သူတယောက်အတန်ကိုခလလန်တောင်ကုန်းဘက်မှာကြားလိုက်ရတော့ကြောင်းမှတ်တင်ကြောင်းအတန်လမ်းပြုတ်ပြီးတော့ထိုနေရာသို့သွားလိုက်ပါရယ်။သူမအမေကိုအဆက်မပြတ်ခေါ်တန်ကိုပြုတ်နေတော့ကြောင်းမှတ်တင်ကြောင်းအတန်ကြားရကိုသွားရင်းနဲ့ထိုနေရာသို့ရောက်တော့အခါတွင်အံ့ဩမိရပါရယ်။အဲကြောင့်မသူမနာမည်ကိုခေါ်နေသောနေရာကိုရောက်တော့အခါတွင်ထိုနေရာတွင်မြည်သူမှရှိမနေတော့ကြောင်းပင်မှတ်တင်မှာတငင်ချင်းများနာမည်တစစစာခေါ်တော်လေ ပြန်တုတ်ပြန်တော့ကိုမကြပဲနဲ့သူမအတန်သာပက်တင်ထရွေပြန်ကြနေရပါရဲ့မတ်တီမှာဒေါ်တွင်မျက်စိနဲ့လည်းတငယ်ချင်းများကိုအော်ခေါ်ရိပ်မရတော့အခါတွင်ဝမ်းနဲ့အားငင်စွာမျက်ရည်များကျပြီးတော့တရွှတ်ရွှတ်ငိုနေမိပါရဲ့အချင်းကလည်းတစတစမောင်ရည်ပြုတ်လာရာမိမသားတယောက်တည်းလူသူကင်းဝေးရဒေါ်တွင်ကိုရောက်နေတဲ့လို့ကြောက်လန့်စင်ညာဖိစီလင်းတစ်ပင်ကြီးတစ်ပင်အောက်တွင်ထိုင်ကဒူးကိုလက်ကလေးနှစ်ဖက်နဲ့ပိုက်၍ ပဒေသာတူတော့ဓမ္မတော်လေးကိုလက်ဖြင့်ကြည့်ကြည့်ပါအောင်စုတ်ကင်ထားမိပါရင်ညီမဘာကူညီပေးရမလဲအမလီတယောက်တည်းကြောက်စိတ်များရှိနေသောမတ်တီမှာ ခေါ်တော်တစ်ခုကြားလိုက်ရခြင်းကြောင့်အလဲတကြောင်အော်ကအတန်လာရကိုကြည့်လိုက်မိပါရင်သူနဲ့ရွေတွေကရှိမိယောက်ျားလေးကြည့်ရမှာမတ်တီမနေမဝင်ရင်ဘယ်အခြေကရောက်နေသည်မသိပဲနဲ့ရလီရဲ့ရှိသည်ကိုကြည့်ရရပါရင်ဟုတ်ဟုတ် ညမတငင်ချင်းနဲ့လူခွဲသွားလို့ဖြစ်နိုင်ရွာကိုလိုက်ပုတ်ပြီးပါရှင်ဒီနေ့ကတော့မိုးချုံနေပြီမနေ့ပြန်ကြပါမယ်ညမတို့ရဲ့ရွာကိုလိုက်ပုတ်ပြီးတာပေါ့အခုနေ့တော့အကိုတို့ရဲ့ရွာမှာတညအလိုက်အိပ်ပေါ့မတည်ပါလေဘာမှမပြောတော့ဘဲနဲ့ထိုလူစကားတိုင်းလိုက်လို့ရန်စုံးပြလိုက်ရပါဦးလေမောင်စပြနေပြီမလို့ထိုလူက အသင့်ယူလာဟန်ကျူတော့မိတကိုထိုးညိလိုက်ပြီးတော့ရှေ့မှာဥဆောင်သွားနေရမတည်ပါ ထူလူ၏အင်ဂျီဇာကိုဆွေရလိုက်ခဲ့ပါရင်တယောက်နဲ့တယောက်စကားဆက်မီပြောကြရင်လည်းကြောက်ရွံ့နေသောမတ်တီတယောက်ကြောက်စိမ်များအနှဲငယ်ပြေးရောက်သွားရပါရင်ထူလူ၏နာမည်မှာတီဟဖြစ်ကြောင်းသိရပြီးရောယခုတောအတွင်မှာရွာတရာတွင်နေကြောင်းသူလဲသားကောင်တုတ်ကိုင်းများကိုလက်လက်ကြီးရတွင်မတ်တီနဲ့တွေ့ချင်းဖြစ်ကြောင်းပြောပြတာပါရင်တီဟမှာ ရောင်ရောင်ထုံးသွားပြီးရောနှကန်းမွေးဆက်ဆက်ပြီးယောက်ျားပြည့်တဲ့သူဖြစ်သလိုမတ်တီမှာလည်း ရွာတွင်အပြူကျော်စီရင်ဝင်သူတယောက်ဖြစ်ပါတယ်။ယခုလိုလူသူမင်းတောင်းတဲ့ကြီးတွင်တိဟာနဲ့အတူရှိနေရခြင်းကိုကြောက်လန့်နေသောစိတ်များနဲ့အတူရင်းဖို့တော်တော်ရှစ်တော်တော်တို့ခံစားနေမိပြပါတယ်။စီပီးရောက်တဲ့နေ့ပြင်ရွာငယ်လေးတို့တိဟာမှခေါ်သွားပြီးတော့ရွာလေလန်တိုင်းရှောက်လာခဲ့ကြပါတယ်။မတီမှာဖြတ်သွားရင်မှာဘီဘီဝဲရအိမ်များကိုမျက်လုံးဝှက်ကြည့်လိုက်ရရင်မျက်လုံးသိကြီးများဖြစ်သူများကို ပြန်ကြည့်လာကြတော့ ယောက်ျားမိမများကိုမြင်တွေ့ရသောအခါတွင်ယင်းထိတ်ကမျက်လုံးလွယ်ခေါင်းငုံပြီးတော့တိယနောက်ကိုလိုက်ခဲ့ပါ၏တိယပါမတ်တင်ကိုအင်တလုံးကိုခေါ်ဆောင်သွားပြီးတော့အိမ်တွင် စီမီးကွက်များချူးညီလိုက်ရာမောင်မင်းနေသောအိမ်တွင်လင်းထိန်သွားပါ၏အကူကတယောက်တည်းနေရလားမိဖတွေကရောအကူငငယ်လေးကစုံးသွားကြပြီတယောက်တည်းနေတာဒီညဒီမှာပဲအိတ်လိုက် အကူတခြားနေရာမှာသွားပြီးတော့အိတ်လိုက်မင်း သိရမှာမတ်တင်ကိုစကားပြောနေသူ့လူအိတ်အတွေမှာတစုံတရာကိုထုတ်နေပါရင်ဟမ်တင်းခွင့်ကြလေးပါလားတောလေးကနေရလာလားငငယ်လေးကလေးကအကူမွေးထတာညီမအခုအဖော်ဘောဒီကောင်လေးကတအားလေးမာတယ်တင်းလည်းတက်လို့ရသိရမှာတင်းခွင့်ကြလေးကိုအကောင့်ထွင်းတော့တစ်တော်အတွင်းကိုချိန်ပြီးအတွင်းဝင်သွားပြီးတော့ပြန်လာတော့အခါတွင်ငပြောသည်မှက်များလိမ္မော်သည်များကို ပကံတစ်ချက်တွင်ထည့်ယူလိုက်ကောင်မတ်တရင်ရှိကိုချပေးလိုက်ပါ၏စာညမတနေကုန်ဘာမှမစားသေးတာစာနေရောပေါ့တေးရစကားဆုံးမတ်တရင်ဒီအောင်ဟန်မင်းမဆောင်တော့မယ်နေမညင်းနေတော့မယ်နေအသီးနံများကို စားတော့နေပါ၏တေးရမှာမတ်တရင်စားတော့နေခြင်းမှာရေဦးမှရေတစ်ခွက်ကိုခတ်လာပေးပါ၏တကားပိတ်ပြီးတော့စိတ်ချလက်ချအင်းညမဘာမှမစိုးရင်မနဲ့အကူက ဘယ်မှာသွားအိမ်မှာလဲတငယ်ချင်းတယောက်ရဲ့အိမ်မှာသွားအိမ်မလို့ညီမညီမအတွင်းကမှာအိမ်မယ်အကိုကအပြင်ကမှာအိမ်ပေါ့ဒီမှာတယောက်တည်းမအိမ်ရဘူးညီမသဘောတိုင်းပါပဲကဲအကိုအပြင်ထွက်တော်မင်းမတ်တင်ရင်အိမ်တွင်တယောက်တည်းမအိမ်ရတော့ကြောင်းပြောလာပြီသိရမှာအပြင်ကန်းတွင်အိမ်ရန်ပြင်နေပါတယ်မတ်တင်မှာ အတွင်းကားကိုပိတ်လိုက်နေအိမ်ရပေါ်မှာလဲနေခြင်းသူမကောင်းနဲ့ရေခနဲ့ရေခနဲ့ မူးလာပါတယ်။အိမ်တစ်ခုလုံးကြာကြာလည်နေလို့ခံစားရပြီးတော့နောက်ဆုံးတတိလီမိမျောသွားပါတယ်။မတည်မှာတတိရလာတော့အချိန်တွင်ကြောက်ကူတစ်ခုအတွင်းမှာရှိနေပြီးတော့သူမနမေဘသူသူမဘေးအလာလဲဆိုတာကိုအเจ้าမြောက်ကိုလည်းမိညော်နေပါတယ်။အဲ့ချိန်မှာပဲသိရမှာလိုင်ငူထဲမှာစားတော့စရာအသီးနှံများကိုပလိုင်းတစ်ခုနဲ့လွယ်ပိုးပြီးတော့ရောက်ရှိလာပါတယ်။မိမနိုးနေပြီလား။ အခုအသီးနှံတွေကို သွားရှာနေရနောက်ကျသွားရင်ဘလို့ကျမကရှင့်မိမ့်မှမဟုတ်လားတစင်ရင်ဘာကောမမမမိတော့ပါလားအခုတော့မမမမိတော့ဘူးပေါ့အဖြစ်ဆိုးလိုက်တာကွာကျမဘာသူလဲတော့ကျမစဉ်းစားလို့မရဘူးရုပ်ဆော့အစုံကျမနာမည်ကိုတော့ကြွေးလို့မရဘူးဒီတော့ကျမအကြောင်းကိုတစ်ချက်ပြောပြပေးပါဦးသိရလား တစင်ကအားလုံးကိုတကယ်မေ့သွားပြီဆိုတော့ကိုသေးကရှင်းပြပါမယ်။တေးကပြောပြကြရာချမ်းသာသောသူမမိဘများကတေးရနဲ့ချင်းရကြခြင်းကိုသဘောမတူသောကြောင့်နှစ်ယောက်သာထွက်ပြေးလာကြကြောင်းနောက်မှလိုက်လာတော့သူမမိဘများလက်မှထွက်ပြေးနေကြောက်စောင်းမှလိတ်ကြပြီးတော့တတိလစ်သွားရမှာယခုမှတတိရလာကြောင်းသူမအမြင်မှာပစင်ဖြစ်ကြောင်းပြောပြလာပါတယ်။သူမအနေနဲ့တေးကပြောပြသောအကြောင်းအရာများကို ဘာတစ်ခုမှစဉ်းစားရမရပဲရှိနေပါတယ်။ဒါကြောင့်တေးရပြောပြသမျှကိုလက်ခံရမှာတော့တခြားအကြောင်းမရှိတော့ဘူး။တေးရတွေတေးရမှာသူမကိုညီမလေးတပွဲဟင်းစောက်ရှောက်ပြီးတော့သူမရဲ့အတိတ်ကိုတတိပြရချင်းမှာလက်မြပြီးအတူနေထိုင်သွားပြီဟုဆိုလာပါ၏။နေ့လယ်နေ့ကင်းအချိန်များတွင်တေးရကြီးရောအပြင်ထွက်၍အသီးနှံများကို ရှာဖွေတက်ပြီးတော့ညဘက်မှရောက်လာတတ်ပါ၏။သူမကိုကြောက်ကူတစ်ဖက်ချံတွင်အိတ်ခိုင်ပြီးတေးရမှာ သူမနဲ့ဝေးတော့တခြားတစ်ဖက်တွင်အိတ်တက်ပါရီကြောက်ကူတွေပြင်းနေပြီတယောက်နဲ့အတူအပြင်လိုက်လို့ကြောင်းပြွရတွင်တိရမှာအကြောက်ကငင်းဆန်တက်ပါရီတခြားတက်နေတရာတို့တော်ရရောပြောသောအခါတွင်တရာတရာမျက်စိမျက်နှာပြက်ပြီးသူမဖောက်ခင်နေသူ့လူများကသူ့ကိုလိုက်ရှာနေတော့ကြောင်းတလကိုတရင်ယခုနေရာတွင်ခိုးအောင်နေရန်ပြောလာပြမ ாய் ချို့တော့ပြီးတပတ်ကန့်ကြာသွားပြီးချင်းတိရအပြင်သွားနေချင်းတွင်လူတော်များကိုကြာပြီးတော့ မောင်းထုတို့များကိုကြားနေရခြင်းနဲ့တူမှတ်တင်ရည်ဟုသောအမည်ခေါ်နေတဲ့ကိုကြားလိုက်ရပါတယ်။မောင်းထုတန်ကိုကြားလိုက်ရပြီးတော့မှတ်တင်ရည်ဟုသောအမည်ကိုကြားလိုက်ရခြင်းပါ။တူမဆိတ်တွင်ထုံနာမည်ကိုရင်းနှီးတယ်လို့ခံစားနေရပြီးတော့အစပထမပုံးနေပြီတော့လဲနောက်ဆုံးပိုးအောင်နေရာမှာထွက်ပြီးတော့လူများရှိရာသို့သွားလိုက်ပါရယ်။မောင်းထု၏တောထဲမှာသွားလာနေသူများမှာတူမကိုကြည့်တော့အခါတွင်မှတ်တင်ရည်ဟု၍ဝိုင်းခေါ်လာကြပါရယ်။ သူမနာမည်ကမတ်တီရင်မဟုတ်ကြောင်းတစဉ်ဖြစ်ကြောင်းတီရပြောစကားများကိုပြန်ပြောပြရာချိုလိုများမှာတယောက်မျက်နှာကိုတယောက်ကြည့်ပြီးတော့သူမကိုဝိုင်းဝန်းဖမ်းချွေ၍ရွာသို့ခေါ်သွားကြပါ၏နောက်ဆုံးဟင်းသီးဟင်းရဲ့သွားဆိုင်နေပျောက်ဆုံးသောမတ်တီဟာတပတ်အကြာတွင် ပြန်တွေ့ကြပါ၏သူရတွင်မတ်တီမှာသူမအမိတစဉ်ဖြစ်ကြောင်းတယောက်ဆိုနေမိဘများသဘောမတူ၍ခိုးရလိုက်ပြေးခြင်းဖြစ်ကြောင်းစကားကိုသာထက်ခါတလဲလဲပြောနေပါ၏ မိဘများမှာမတ်တင်ကိုတရေသစီပူကခြင်းလားဟုဘယောဂဆရာများကိုခေါ်ပြကြပါသည်သူရတွင်မတ်တင်တွင်မြေသည့်အမောက်ဘယောဂမှာကမနေဟုဆိုသောအခါတွင် အတွေ့ရကြက်ကုန်ကြပါသည်နောက်ဆုံးတွင်ဒေါ်တွင်အတွေ့အကြုံဆုံးသော ဖိုးတီဖတ်ခင်ခြင်းမှာမတ်တင်ဖြစ်နေသော အခြေအနေကို ရှင်းပြလာပါသည်တချို့ဒေါ်တွင်ရှိသီးပင်စားပညာမှာစားကောင်းသောအသီးပင်ဖြစ်စေကမူပော့ရော်ရမြေအနေထားရတော်တကောင် နေအောင်ကြီးကြောက်ရောက်ရနေရမကြောက်ရောက်ရနေရစတော့အကြောင်းအပြင် တခြားသောရွေးချယ်မှုများပြီးဘေးအကိမ်မှာအသည်းကို စားတင်နေမစားသင်ရွေးချယ်စားတော့ရကြောင်းအကဲ့၍တပင်လုံးတူရအကိမ်တူရမြင်နေရမှာအသည်းကို စားမိပါကစားကောင်းသော အသည်းဖြစ်စေကမူအခက်မတင်နေမိုးဝေအော့အံဖြစ်ရောမကပဲနေအချိန်တစ်ခုတည်းအသည်းစီပျော်သွားနေကြောင်းပြောပြလာပါ၏မတင်ကိုတိုင်းစည်းစရာပြေတခြားကြက်မှစွာကုသရာ နေကောင်းကျန်းမာလာပြီးတော့ငကူပုံမှန်အခြေအနေကိုပြန်ရောက်သွားပါတယ်။သို့တော်လည်းတီဟောင်းနဲ့ပတ်သက်ခဲ့တဲ့အကြောင်းများကိုလည်းမမေ့လျော့မနေသိရမှာ။သူမစိတ်ကူးရင်မြင်လိုက်ရခြင်းမဟုတ်ဘဲနဲ့အပြင်တွင်တကယ်ရှိကြောင်းဆိုလာပါတယ်။နောက်ဆုံးတွင်မတ်တင်ကသူ့ကိုတွေ့ခဲ့တဲ့နေရာကိုရွာသားများကို လိုက်ဖို့ခိုင်းရန်ဟာကြောက်ကိုတခုလိုရှင်းလင်းစွာရှိနေသည်ကိုတွေ့လျက်ရပါတယ်။မတ်တင်မှာမကြင်နိုင်နိုင်သေးဘဲနဲ့ကြောက်ကိုပတ်ဝန်းကျင်အနက်ကိုတိရကိုလိုက်ရှာကြည့်နေမိပါတယ်။ ။တင်ရကိုကအရေးအောင်မြပင်မတွေ့ရပြီ။မတင်မတင်မတင် အပင်တစ်ခုပေါ်မှာရောက်ကြတဲ့ရောက်ရဲ့အတန်ကိုကြားလိုက်ရခြင်းကြောင့်အားလုံးအံ့ဩသင်ကအပင်ပေါ်ကိုတက်ကြည့်ကြရပြီ။အပင်ခေါင်းထဲတွင်သင်းခွေကြတဲ့ကောင်ကိုတွေ့လဲရပါရင်မတင်ဒီအောင်ဒီသင်းခွေကြမှာတီးရမွေးထားသောသင်းခွေကြလိမ့်မယ်။မတ်မီနေသလိုခေါ်တယ်မှာတီးရအတန်နဲ့တထက်တဲ့ကျုံနေသည်ဟုတွေးနေမိပါရဲ့ တင့်ခွင်ကြလေးကိုပွေပိုင်နေမတ်တီမိကြီးများကြဆင်းလျက်ရှိနေပါတယ်တင့်ခွင်ကြလေးကိုမတတ်ရင်ရွာသားများကိုတောက်မှပြီးတော့မတ်တီနေရွာသားများပြန်လာကြခြင်းတွင်မတ်တီမတ်တီမတ်တီဟူလူတယောက်လိုခေါ်နေတော့တင့်ခွင်ကြအတန်ကိုကြားနေရပါ ಳಿ ဆက်လန်ကတော့ဒီလောက်ပါပဲဒါနဲ့တီးရကလူလားဒါမှမဟုတ် तू ကဘာလဲမတ်တီကရော အစစ်ရှိတဲ့အသည်ကိုမျိုးစားမိပြီးတော့မိုးမိပြီးတော့စိတ်ကူးရင်ပြီးတော့တိဟကိုမြင်နေရတာမျိုးလားမတ်တင်ကိုမြင်မြင်ချင်းချင်ပြီးတော့တင်းခွေချက်ကိုအတန်တုလှုပ်ခိုင်းပြီးတော့လမ်းလွဲခေါ်တာဖြစ်ရမယ်တိဟကလူတော့မဖြစ်နိုင်ဘူးတယင်းလည်းမဖြစ်နိုင်ပြန်ဘူးကျွန်တော်ဇလံပြီးဆုံးတော့အခါတွင်တစ္ကံမလူများမှာတက်ရောက်တဲ့ပေါ့သူတို့အားတန်ရာကိုရွေးပြော်ပြီးတော့ခမန်းကြီးထုံနေကြပါဦးလေကျွန်တော်လည်း ပြန်ရန်အားလုံးကိုနှုတ်ဆက်လိုက်ပါရင်နေလဲမြင့်နေပြီမလို့သင်းခွေကြအကြီးကုန်ထုတ်ကုန်ယူပြီးအိမ်ပြန်လာခဲ့ပါရင်ကျွန်တော်ကိုယ်တိုင်လည်းမတ်တင်ရဲ့ဇလန်းကိုနားထောင်မိချိန်မှာစရိဇလန်းမှာမတ်တင်ရဲ့စိတ်ကူထားသောစိတ်ကူရင်လားအမှန်တကယ်တေကဆိုသူနဲ့ကြုံခဲ့ရခြင်းလားဆိုတာမဝေခွဲတတ်သေးပါယနေ့အထိပဲဖြစ်ပါရယ်ဟုတ်ကဲ့ပါဇလန်းလေးကတော့ဒီမှာနေပြီးဆုံးပြီပဲဖြစ်ပါရယ်ခင်ဗျာအစိုးရနန္ဒရာဆင်အားပေးခဲ့ကြတဲ့အတွက် အားလုံးကိုကျေးဇူးအထူးပဲကျင်ရှိပါရယ်ခင်ဗျာအားလုံးပဲနောက်ပြူတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာຫນွေဦးရ